ထိုင်းတကြံစုံခရန်အကြောင်းဘာရီသိရမလဲစုံခရန်လို့ပြောလိုက်ရင် UNESCO ကအတိအမှတ်ပြုထားတဲ့ထိုင်းရိုးရာရေတကြံပွဲလို့အများကသိကြပါတယ်။နေ့စဉ်ဧပြီလရောက်တိုင်းမှာရက်သတ္တပတ်တစ်ခုအထိတနိုင်ငံလုံးအလုံနာပြီးပျော်ရွှင်ကြတဲ့အချိန်လို့ပြောရင်လည်းမှမပါဘူး။ထိုင်းနိုင်ငံရဲ့စုံခရန်ဟာမြန်မာလူရဲ့တကြံနဲ့တူညီပြီးရိုးရာတလေးတွေကအစတပုံစံနဲ့ဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကတော့စုံခရန်ကိုအခြေခံပြီးရေပါတီတပုံမျိုးအကြီးကျယ်လှုပ်ဆောင်နေရှိပါတယ်။ ။ဆောင်ခရံရဲ့သဘောဟာပူပြင်းတဲ့ရာသီမှာရေဆူဆွတ်စေပြီးလူလီကုန်အေးမြစေလိုတဲ့သဘောဆောင်မိုင်။ဆောင်ခရန်ကာလကိုထိုင်းတို့ရဲ့နှစ်တစ်ကူလို့သတ်မှတ်ကြပြီးနက္ခတ်သဘောအညာဆိုနေဟာအေရီနက္ခတ်ကိုစတင်ဝင်ရောက်ချိန်ပဲဖြစ်ပါိုင်မြန်မာလူဆိုရင်မိလာကနေမိထုံကကူးပြောင်းချိန်လို့ဆိုရမှာပါဆောင်ခရန်ဟာရိုးရအရာရေလောင်းရေပတ်တလေးကနေတပြေးပြေးလူတိများထင်ရှားလာပြီးယနေ့ခင်မှာတော့ဝါတာပါတီသဘောမျိုးလက်လက်ပြောင်းရွှင်တဲ့ပွဲတော်အစဉ်ပုံစံမျိုးအသွင်ပြောင်းလာခဲ့ပါိုင် ထိုင်းအစိုးရကလည်းပူပြင်းတဲ့ကာလမှာအသွားလာနေပါတဲ့ tourist တွေကိုစုံခရံကနေတဆင့်ဆွဲဆောင်လေးရှိပြီးနှစ်စဉ်မတူထူးခြားတဲ့ပွဲတော်တွေအမျိုးမျိုးစီစဉ်ထားပါတယ်။2025ခုနှစ်အတွက်ဆိုရင်လည်းကမ္ဘာအထင်ကရတင်ရတခုဖြစ်တဲ့ Icon Sian ဟာ Icon Sian Thaikhonic Songkran Celebration 2025ကိုပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါပွဲတော်အတွက်ဒေါ်လာ1.9တန်ဘတ်65တန်ရင်းနှီးမြှုပ်နှံချပြီး Icon Sian River Park မှာ ဧပြီလ10ရက်နေ့ကနေ16ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့9ရက်ကြာပွဲတော်ကိုလာရောက်နယ်ပတ်သူ1.4တန်းကျော်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ဒီနေ့ဆုံခရမ်းမှာလည်းပွဲတော်မှာမဖြစ်မနေပါဝင်ဆင်နွှဲတဲ့နဲ့ပွဲအခမ်းအနား၅ခုကိုကျင်းပမှာဖြစ်ပြီးထိုင်းနိုင်ငံဟာကမ္ဘာခီးသွားနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာဆုံခရမ်းပွဲတော်ကနေတသက်ပြသမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားထားပါတယ်။ပွဲတော်လာသူတွေဟာပျော်ရွှင်စွာရည်ကစားနိုင်မှာဖြစ်ပြီး9မီတာနဲ့ဝါတာတာဝါတစ်ခုကိုတိဆောက်ပေးထားမှာဖြစ်ပါတယ်။ ကလေးတွေအတွက်ရေကစားတဲ့စုံတစ်ခုထည့်သွင်းပေးမှာဖြစ်ပြီးတပ်ပင်စရာသဲပုံစည်တစ်ခုကိုလည်းတိဆောက်ပေးထားမှာဖြစ်ပါတယ်။ဒါပြင်အစီအစဉ်အစ်တစ်ခုအနေနဲ့စုံခရန်ရှိတက်လမ်းလျှောက်ပွဲပါဝင်မှာဖြစ်ပြီးဗုဒ္ဓရှုပ်ပါတော်တွေကိုရေတပ်ပယ်တဲ့အစီအစဉ်တွေထည့်သွင်းထားမှာဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ရှင်ကျေးမှုဖျော်ဖြေမှုမျိုးစုံကိုလည်းခုနှစ်ရကြာပွဲတော်မှာကြီးစုခံစားနိုင်မှာဖြစ်ပါတယ်။ဒီအချက်တွေကိုကြည့်မယ်ဆိုရင်စုံခရန်ဟာ ထိုင်းနိုင်ငံအတွက်အထင်ကြီးရပြောပွဲရှင်ပွဲတွေဖြစ်သလိုနိုင်ငံရဲ့ပုံရိပ်တစ်ခုလည်းဖြစ်တယ်ဆိုတာမြင်သာပါဗျ။ဒါပေမဲ့တစ်ဖက်မှာလည်းကားဆိုင်ကဲအစီတန်းကြောင့်တည်ဆုံးသူအရေးအတွက်များပြားတဲ့အပြည့်သဘောဆောင်တဲ့မှတ်တမ်းတွေကလည်းရှိနေပါသေးတယ်။ဒါပြင်ခေအဆက်ဆက်ထိမ့်သိမ်းလာခဲ့ကြတဲ့ရိုးရာရင်ကျေးမှုဟန်တွေကလည်းလျှော့ပါလာတဲ့အသွင်လက္ခဏာတွေပြနေပါဗျ။ရခင်ကလူကြီးသူမတွေကိုကောင်းလျှော့ပေးရ၊ဗန်းခန်းနဲ့ရေပတ်ဖြန်းတာ၊ကောင်းမွန်ကုသိုလ်လုပ်ကြတာတွေဟာဘာသာရေးရင်ကျေးမှုပြယုပ်ဖြစ်ပေမဲ့ယနေ့ခေတ်မှာတော့ တောင်းနယ်ဘက်တွေမှာသာရှိတော့တယ်လို့ဆိုပါတယ်။တစ်ဖက်ကတိုးတက်ရင်တစ်ဖက်ကဆုတ်ယုတ်လာတတ်တဲ့သဘာဝရှိပေမဲ့ဒါကိုမြင်တဲ့ထိုင်းအစိုးရဟာရိုးရာဝိစုံတွေကိုပြန်ဆန်းတက်တာအမွေနဲ့တွေကိုပြန်ဖော်ထုတ်တာတွေလုပ်လာတာကြောင့်ဆွန်ခရန်ဟာမြန်မာပြည်အတွက်ယူရမယ့်ပွဲတစ်ပွဲဖြစ်တယ်ဆိုတာကိုတိစက်ပေးလိုက်ရပါတယ်။